အားလုံးနဲ့ညီမဆင်းလိုက်တိုင်းဖရောမပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့လေးမှဆိုရင်တော့ညီမကအခုပေါ့နော်အဖေတို့မိတို့အိမ်ကိုပါဖို့အတွက်ပြင်ဆင်နေရပါအဖေတို့မိတို့ကနေကင်းစာခင်းစားရမယ်ဆိုပြီးတော့နန်းခေါင်းရဲ့အတွက်ကြောင့်မလို့ညီမအဖေတို့အိမ်မှာထိုင်လို့ဆောက်လိုက်ပါအောင်နဲ့တော့ဘာဟင်းချက်လဲညီမလည်းမသိပါဘူးပြီးတော့လေအခုလိုအချိန်ရကြတော့နေကင်း မြန်မာခုခတ်မဲ့အချိန်မှာဆက်မနိုင်ခွေနိုင်ယူကြည့်လိုက်တော့ရောက်နေပြီဆိုတော့လေမိကလည်းတော့ပုံနေတာပါအဲ့တော့အခုလိုအချိန်မျိုးမှာဆိုလို့ရှိရင်အာမိမိတို့ရဲ့ပေါ့နော်ခန္ဓာကိုယ်စမ်းမာရေးအတွက်အထောက်အကူပြုမဲ့အကာအကွယ်ပစ္စည်းမျိုးအပြင်သားလို့ရှင်လည်းယူသွားတင်ပါတယ်အနည်းဆုံးအထုပ်တို့ထီးလို့တော့မဖြစ်မနေပါဘူးလို့အပ်ပါတယ်ပြီးတော့လေညီမတို့ပြောစင်ပါတော့အခုညီမအမေရဲ့အိမ်သွားလို့ရှင်ညီမမဖြစ်မနေယူသွားမဲ့နေရာလေးရှိပါတယ်ဒါကလည်းလို့ရှင်တော့ညီမပါတော့ ီဗိုင်းဒီထုတ်ပြန်ပြီဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အခုချိန်မှာမိရလည်းပြတ်နေရဲ့ ိမ်ထဲမှာနေနေနဲ့အောင်မှာပဲအလိုလိုခနာကိုကနေချွေးတရားထွက်တယ်ပေါ့နော်အဲ့တော့ခနာကိုထဲမှာသူရှင်ရေတက်တရားဒီရတီတူမှာအလိုလိုနေနဲ့ကိုဆုံးရှုံးနေရပါတယ်အဲ့တော့မိမိရဲ့ကျန်းမာရေးအတွက်ကောရေတက်ကမဖြစ်မီလို့အတိတ်အကြောင်းမလို့ကိုယ့်ရဲ့ခနာကိုအပြင်ဖြီးဖို့အတွက်ဆိုလို့ရှင်ကြောက်နေကြောက်နေတော့အာကိုယ့်ကိုပေါ့နော်ကျန်းမာအပြင်ရဲ့ပုံနဲ့ညီမတို့ကျန်းမာတူပါလိမ့်မယ်ဒါပေမဲ့ညီမကတော့ဒီရရဲ့ဒီလေးပေါ့နော်ဒီပြီးဆုံးအာထိတ်သက်စာချွေလေးကို အာတောက်ပြီပေါ့နော်တောက်လို့ရှင်တော့ပို့ပြီးတော့ဟိုဆုံးရှုံးသွားတဲ့ရေထက်တွေကိုပြန်ပြီး recover လုပ်တယ်လို့ညီမတို့ထင်ပါတယ်။အဲကြောင့်မို့လို့ဒီလို enter တဲ့အခါမှာဒီလိုတိတိကျကျရှိပါပါမယ်ရှင်။ဒီလေးကိုညီမတို့အတူတူဆက်ပြီးတော့လည်းပဲရှိပြသပါမယ်နော်။ခဏလေးထပ်ပြီးတော့အမေတို့ညီမတွေ့ပါမယ်ရှင်။ဟုတ်မယ်။ခဏလေးတင်ရပါမယ်။ဒါကိုကတော့မျိုးအင်တာဖုန်းတက်တကားခွင့်နေပါပြီ။မျိုးအင်းကလည်းဒီလိုပဲဆိုတော့ဝါတာ င်ပြပါရယ်အခုဆိုရင်မီတို့အိမ်ကိုအိမ်ကနေပြပါနေပြီပေါ့နော်အတင်ပါပြီဆိုရင်အဲမဖြစ်မနေတီကိုစောင်းပါရယ်အာဒီကစတော့ဘူးလို့လဲတီမစောင်းလဲနေရလို့ပါအဲဒါကြောင့်တီကိုလဲအပြင်သွားရင်းသွားရင်းဖြစ်မနေအနေနဲ့စောင်းလာပါလေအခုကတော့အဖေတို့ရဲ့အိမ်ရောက်တော့ရောက်ပါတော့မယ် နေပူပူထဲမှာစူးစမ်းပြီးတော့လမ်းရှောင်နေပါလေ။အဲဖေတို့အိမ်ရောက်ကိုရောက်ပါလိမ့်ရှင်။အဖေတော့လာဖေမို့တော့ဆောင်နေပါလေ။ဖေပေါ်တက်ကနေခုထိတော့မစင်လာသေးပါဘူး။အဲအခုချိန်ဖေစင်လာပြီးတော့တခါလာဖွင့်ပေးနေပါလေ။အဲ့ဆိုရင်တိုက်တယ်မှာတော့မယ်တိုက်တယ်ရောက်သွားတယ်လုံးဝ အေးသွားတဲ့ခံစားချက်ကလည်းတကယ်ကိုမှရှင်နေဘယ်လိုပြပြမလဲမသိပါဘူးရှင်။ဒါကအိမ်တော်မမမမနဲ့ကြိုးစားပြီးတက်ပါလေ။ဒါအခုကတော့ဒီဘူရေကလာတဲ့ချွေးတန်နေနဲ့မရှိဘူး။ရောက်ပါပြီ။အိမ်ထဲကိုဝင်လာမယ်ရှင်။အဲအိမ်ထဲမှာမိတယောက်ပါရင်လုံးလည်းမသိပါဘူး။ဝင်လာတော့အမေတတိမထားမိပါဘူး။ကဲအခုကတော့မေတို့အိမ်ကိုရောက်ပါပြီရှင်။ ဖီဆိုရနဲ့ထောင်ကြီးမြောက်ကြီးပေါ့နော်အာအမေတို့နဲ့ကလည်းနေရာနည်းနည်းလေးဆိုတော့လေကိုယ့်အိမ်မှာလည်းမပြတ်နေရတာမေတို့အိမ်မှာလည်းမပြတ်နေတော့နေခင်းတော့မှာပဲမှောင်နေပါလေနောက်ပြီးမိဖို့ကြောင့်လည်းရောက်တော့အောက်ဆောင်လေးဖွင့်ချင်လိုက်တဲ့အခါမှာတော့ငါးချောင်းနှက်ထားတဲ့ရင်ပွဲလေးတွေ့ပါတယ်ပြီးတော့ဦးထဲမှာလည်းမောင်းလာပေးမောင်းချင်းလေးချက်ချာတွေ့ပါတယ်အဲ့တော့ကိုတိုက်တည်ပါပဲ ော့သပွဲဝိုင်းလေးရလည်းအရှင်မအစင်းချင်ချလာတော့ဒီနေ့ပွဲလေးအရင်ဆုံးပြင်လိုက်ပါအောင်နဲ့နော်အခုဆိုရင်တော့အမေချက်ကိုပြင်ဆင်ပေးထားတဲ့မကျွန်တော်လေးရဲ့အမေတမချင်းလေးကိုကြည့်ရကြည့်လို့ဒီရတိမလေးရဲ့နဲ့သူဆရာလေးရတော့မိသားစုချင်းဝိုင်းလေးကိုလောမရတာရှိစီမှာပေးထားပါတယ်ရှင်အော်ထိုင်းမစားခင်မှာလည်းအဖေကပကံလေးကိုနည်းနည်းလေးလိုက်ချက်ပေးနေပါတယ်အားလည်းကြည့်ရှုနေအားလုံးလည်းမြန်မာက ပါပါအောင်လို့တပည့်ကြားလေးပြောပါတယ်ရှင်။အားညီမတော့အရင်ဆုံးစားလိုက်ပါအောင်မယ်နော်။သမင်းစားကောင်းကောင်းနဲ့စားလိုက်ကြ။ပကံနဲ့မှာတော့ပုံမမမြင်ရတဲ့အတိုင်းပါပဲ။လုံးဝအောင်မှာကုံသွားပါပဲရှင်။ပြရနဲ့အရာနဲ့ယူလာတဲ့တစားတို့ကိုထမင်းစားပြီးတော့အချိန်လေးခဏချပြရနဲ့ပဲအတစားလေးကိုတောက်ဖို့အတွက်ပေါ့နော်အရင်ဆုံးကက်ချီလေးနဲ့တေချာညှက်ဖောက်ပြီးတော့ပကံလုံးလေးတွေကိုထည့်လိုက်ပါတယ် ခုကတော့ပကံလုံးလေးတဲ့ကိုရှေအပြည့်ပေါင်းထည့်လိုက်ပါတယ်တဘီဘီဆိုတာနဲ့စွန်လေးနဲ့တခြားလေးပြောရတဲ့ဒီချာချာလေးမွေပါတယ်မွေပြီးတဲ့အခါမှာတော့တောက်တမိုးတက်အစင်းစင်းရနေပါပြီရှင်အားလုံးပဲတောက်ကြပါဦးနော်တခါရဲ့အရသာရှိရှိလေးပေါင်းလိုက်ပါဦးရှင် ုံလုံးမတော်လိုက်တဲ့အတွက်ကြောင့်မလို့အကန်လုံးနဲ့ပါပါမောင်ကျန်တော့ပါဘူးဒီနေ့အတွက်ညီမရဲ့ဗီဒီယိုလေးကိုလည်းဖတ်ရှိပေးခဲ့ကြတဲ့ဒုတိယချင်းဒီအားလုံးလည်းကျေးဇူးများပဲရှိပါတယ်ရှင်အမေဗီဒီယိုလေးမှာပြန်တွေ့ပါမယ်နော်တတား